ြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့တဘာဝဘေးရန်တွေနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးနဲ့လူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရမှုမှာနံပါတ်၁ဖြစ်ခဲ့တဲ့နာခေမုံတိုင်းကဒီကနေ့ဆိုရင်၈နှစ်တိုင်တိုင်ပြည့်ခဲ့ပြီဖြစ်ပါတယ်။နာခေဟာတဘာဝဘေးရန်တွေနဲ့မြန်မာနိုင်ငံအတွက်နံပါတ်၁ဖြစ်ခဲ့သလိုကမ္ဘာမှာကြုံတွေ့ခဲ့ရတဲ့တဘာဝဘေးရန်တွေနဲ့နံပါတ်၈အဆင့်ထိစည်ရင်းဝင်ခဲ့ရတဲ့ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်ပါတယ်။ နာဂစ်ကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့သူတွေကတော့ဒီနေ့ထိမမေ့နိုင်ကြသေးပါဘူး။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေအတွက်နာဂစ်ကပေးတဲ့အိမ်မဆိုးကြီးတွေဒီနေ့ထိတိုင်မနေရဆဲဖြစ်ကဘဝတစ်ခုကိုပြန်လည်ထူထောင်ဖို့ကိုလည်းအခက်ခဲများစွာကြုံတွေ့နေရတော့ပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့2008ခုနှစ်မေလ2ရက်နေ့မှာဖြစ်ပွားခဲ့တဲ့နာဂစ်မုံတိုင်းဟာအဲ့ဒီချိန်ကအစိုးရရဲ့တရားဝင် ထုတ်ပြန်မှုအရာ လူပေါင်း33,800ကျော်အသက်ဆုံးပါခဲ့ပြီးအိမ်ယာအဆောက်အအုံပေါင်း9သိန်းခွဲကျော်ပျက်စီးခဲ့တဲ့အပြင်ပျက်စီးဆုံးရှုံးမှုတန်ဖိုးတွေဟာ71.8တရီလီယံထိရှိရလို့ဆိုပါတယ်။ဒေသခံတွေကတော့ဒီကိန်းဂဏန်းတွေကိုလက်မခံကြပါဘူး။မုံတိုင်းဝင်ရောက်ဖြက်စီးခဲ့တဲ့ဒေသတွေမှာရှိတဲ့စားခွင်းတွေ၊လေယာဉ်တွေ၊ရေလုံငန်းတွေမှာ အဝင်းနေရာတွေကနေလာရောက်လုကင်နေကြတဲ့စည်ရင်မဝင် အိမ်တော်စုမဲ့လုပ်သားများစွာဟာလဲ နာကင်မုံနိုင်တဲ့အတူကွဲပြောက်သွားကြရတာကြောင့်ဆုံးရှုံးမှုတွေဟာဒီထက်ပိုပြီးများပြားခဲ့မယ်လို့ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ဟိုင်းကြီးကျုံးဆွယ်ကိုဥတီပြီးတော့အမြင့်ဆုံးလေတိုက်နှုန်းတနာယီကိုမိုင်130ခန်းအထိရှိတဲ့အချင်းဝက်အကျဲမိုင်190တောင်မြောက်အကျဲ255မိုင်ခန့်ထိကျင်ဝန်းတဲ့နာကင်မုံနိုင်ဟာလက်ပတာပြင်စလူငပူတော်ဘိုကလေးဖြာပုံ မော်လမြိုင်ကျွန်းမြောင်းမြပသိန်း ဝါခေမမဥပင်ဒေဒရေကျုံမငေးကြိုက်လက်ပန်းတနော်ရန်ကုန်မြို့တွေကိုဖျက်ဆီးပြီးတော့လမ်းတလျှောက်မှာရှိတဲ့ပြည်သူတွေရဲ့အသက်ပေါင်းများစွာ ပိုင်ဆိုင်မှုများစွာကိုဖျက်ဆီးသွားခဲ့ပါတယ်။အဆိုးအဝါဆုံးကြုံတွေ့ခဲ့ရတဲ့မြို့နယ်ကတော့လက်ပွတာမြို့နယ်ပါပဲ။မြို့ဝကျွန်းပေါ်ဒေသတစ်ခုလုံးကိုနာခင့်မုံတိုင်းကခြေမွတ်ဖျက်ဆီးခဲ့ပါတယ်။နှစ်ပေါင်းများစွာတိဆောက်ခဲ့ရတဲ့ဘဝတွေကိုတညာရဲနဲ့ဖျက်ဆီးခဲ့တဲ့ နာခင်မုံနိုင်ရဲ့ရက်ဆက်မှုကို ကြုံတွေ့ခဲ့ရသူတွေက အခုချိန်ထိမမေ့လျော့ကြသေးပါဘူးသူတို့ရဲ့ဘဝတွေကိုဖျက်ဆီးခဲ့တဲ့နာခင်မုံနိုင်အကြောင်းကိုအခုချိန်ထိမမေ့နိုင်ကြသေးပါဘူးဒီနေ့အချိန်ထိသူတို့ရဲ့ရင်ထဲမှာနာခင်အိမ်မဆိုးတွေရှိနေစေဖြစ်ပါတယ်ဘယ်လောက်နေနေဥစားလာပေါ့သူ၈နာရီ9နာရီလောက်ဆိုလို့ရှိရင်သူမုံနိုင်လေခေါ်ရမှာပေါ့သူသူဒီရောက်နေကြည့်မယ်သူအရှိတောင်လေပေါ့မုံနိုင်လေပေါ့ခပ်ဖြူးတိုက်တာပေါ့မိုင်း 50 60ဒီလိုတိုက်တာပေါ့အဲ့90 80ဖြစ်လေတော့ညနေဟိုစားတော့ပေါ့တေကင်းဟိုစားတော့ပေါ့3နာရီလောက်ဆို4နာရီလောက်ဆိုရေတကုံးကအဲ့ဟိုစားတော့ပေါ့နှစ်ချက်တိလောက်ပေါ့နှစ်ချက်တိလောက်3နာရီလောက်ဆိုကရေတကုံးကိုဖြန်တက်လာတာပေါ့ဖြန်တက်လာတဲ့အချိန်ကပါကမှပေါ့သူတော့တို့ဘယ်လိုပြောမလဲဆိုတော့အဲ့မှာရှာတက်လာတယ်ဆိုတော့အိမ်ကြီးတော့မပြိုသေးဘူးပေါ့နောက်တခါညနေသူ9နာရီလောက် 6နာရီလောက်ဆိုတော့ဟိုမောင်နေနဲ့ပေါင်ကြီးတန်းတဲ့အချိန်ကမှတခါလေအင်ဒီဗျူလူတွေတကယ်တကယ်လွတ်ဆိုင်နေပေါ်ပေါ်ကုန်းမှာခါလေပေါ်ဆိုင်တွေတအားတက်လာတဲ့အခါမှာဟိုပေါ်တောင်းတောင်းပေါ်မကယ်နိုင်ရဘူးပေါ့ရောသားပြင်းနေလဲဘလုံးမလိုက်မဆယ်နိုင်ရဘူးတော့မမြင်လဲမမြင်မစားဖြစ်နေတဲ့အတွက်မောင်ကလည်းပေါင်ကြပြိုးနေဘူးဘလုံးမလည်းတာဆူလို့မရတော့မိသားစုတွေပါရတာပေါ့ပါကြခြင်းကမှသူတော်တချို့ကြပြန်တော့လဲရောသားကြတာပေါ့တချို့ကြတော့လဲတပင်းနေကတ်ကြံကြတာပေါ့နော် အလူကံကြိုင်တဲ့အနေရတာပေါ့နာဂိတင်နာဂိမပေးတဲ့တင်ကားစာတော့ဘာဖြစ်ဘယ်လိုတင်ကားစာမျိုးလဲဆိုတော့ဒါကတော့ဟိုပြောမစွင်တော့ဟိုဒီမိုးလေဝသနဲ့ဆိုင်တော့လဲမိုးလေဝသနဲ့အတိပညာပေးနေဆိုင်တော့လဲသူကတော့ပေါ့လေဟိုသူ့ယူစရာပေါ့သူ့စရာမမေ့နိုင်တဲ့ဟာဖြစ်သွားတာဘာလဲဆိုတော့တူတင်ကားဝင်မှုတွေမရှိခဲ့လို့ဟုတ်တယ်မလားတူတင်ကားဝင်တရင်ဌာနတွေကုနာဘတို့ထိကြရောက်မလွှင့်ခဲ့လို့နော်ကေဇယ်ရေးကုနာဘတို့ပြည့်ပေါ်ပါမလုပ်ဖြစ်ခဲ့လို့ဟာဒီခံစားရတာပေါ့ ုချိန်ကမှတော့လေဒါဘာပဲပြောပြောဒီလောက်တော့မဆိုးနိုင်ဘူးလို့ကိုကိုထင်ကြတာဘာလဲဆိုတော့မိုးနည်းနည်းလေးလာလဲလူတွေကပြေးကြတာပြေးကြလွှားကြအဲသူဒီလိုဖြစ်ကုန်ကြတာဟုတ်တရှိရလဲမြို့တက်ပြေးကြတယ်မြို့မှာနေနိုင်တဲ့လူကြတော့လေအဆိုးကြတယ်မင်းတို့လေသတိဝိရနေကြတာပေါ့ဒီတခါတော့မဆိုးပါဘူးလို့ကိုကိုတော့ဒီလိုပဲတုံးတက်ကြပါဘာလဲကိုလည်းအတွေ့အကြုံတွေရှိခဲ့တယ်နာကိကတော့ဘယ်လိုပြောမလဲဆိုတော့ဖဲချိန်မဲမင်းမင်းနာကိကြုံခဲ့ဘူးလားလို့မေးလို့ရှိရင်ဝါနဲ့ကြေကွဲမှုဆိုတာဖြစ်ပေါ်သွားတာကြီး ဝိသားကူတွေသူတွေဖြစ်ပြီးဘာမှမပြောမစလို့အိုတိုပြတယ်ဘာမှမဖြစ်ဘူးဘုလိုမဲ့ထဖြစ်သွားတယ်လို့ပေါ့နော်အဲ့လိုဖြစ်ဖြစ်သွားတယ်ဒီမှာစုစုပြီးပြောလာပဲအောက်တားလေးတပတ်ကိုဆိုလို့ရှိရင်ပေါ့နော်တပတ်ကိုဆိုလို့ရှိရင်၃-၄ယောက်စုပြီးဆိုရင်လေနှစ်ရက်လောက်ကတော့အဲ့ဒီနာကေအကြောင်းပါသွားတာဒါကြီးကိုမမေ့နိုင်ကြဘူးမိုးလေးညှို့လာလို့မိုးကြီးလေးဖြစ်လဲကိုစုဘာနဲ့ကြေကွဲစရာလေးကြောက်နေကြတယ်တော်များသွားတယ်အဲ့ဒီအချိန်ကကုသူမဲခဲ့တဲ့ပြည်သူတွေအတွက်အစိုးရရဲ့ကူညီပေးမှုတွေက ဘူးလေးရဖယုံစစ်ဖြစ်ခဲ့ကြရတွေကိုလည်းဒေသခံတွေက အခုလိုပြောဆိုခဲ့ပါတယ်။ဒါကဲကျွန်တော်တို့ဖြစ်ပြီးတဲ့ခါမှာကျွန်တော်တို့ကြေးရွာမှာအားလုံးလူအားလုံးကျွန်တော်တို့ကြေးရွာမှာ1800လောက်ရှိတဲ့အ ਨੇ 2000ကျော်ပါတယ်။အဲ့ဒီအချိန်မှာနာဂိတ်မှဖြစ်ခင်ကကျွန်တော်တို့နာဂိတ်ဖြစ်သွားတော့ကျွန်တော်တို့လူကိုလိုက်မိုးလင်းလို့ရည်လိုက်တဲ့အခါမှာကျွန်တော်တို့လူပေါင်း400ကျော်လောက်ပဲကျန်ပါတယ်။460 460ကျန်ပါတယ်။အဲ့460ကျန်ပြီးတဲ့အခါမှာ ကျွန်တော်တို့၂ရက်၃ရက်အတွင်းမှာကျွန်တော်တို့ချီကိုကယ်ဆယ်ရေးတွေဘလူးမှမရောက်လာသေးဘူးအဲ့တော့ကျွန်တော်တို့မှာဒီမှာရေးဒီပါတွေတော်တော်လေးငတ်ကြပြုတ်ကြပြီးတော့ဒုက္ခတွေတွေ့တဲ့ချိန်မှာကျွန်တော်တို့ဒီလုံခင်းဆိုတဲ့ရွာပြက်ကလေးတစ်ခုကကျွန်တော်တို့ရေလေးတွေဓမင်းဆိုးနဲ့တွားတူးတဲ့အခါမှာအဲ့ရရေရနောက်တော့နောက်တယ်ဒါပေမဲ့အဲ့ရရေလေးကနည်းနည်းခြုံတဲ့အခါကျတော့အဲ့မှာကျွန်တော်တို့ဘူးခွက်ကလေးတွေနဲ့ခတ်ပြီးတော့ကျွန်တော်တို့တောက်သုံးရတယ်တောက်သုံးပြီးတဲ့အခါကျတော့ ။နောက်ရဲတွေသူတို့ပဲ့တောင်နဲ့လာတယ်ရေပေးမယ်ရေပေးမယ်ဆိုပြီးတော့လာတယ်။လာတဲ့အချိန်မှာအဲ့မှာရေတွေတော့တင်ပါတယ်။တင်ပြီးတဲ့အခါကျတော့ကျွန်တော်တို့လည်းအားရဝမ်းသာနဲ့ကျွန်တော်တို့ကတယောက်ကိုတကာလံပေးမယ်ဆိုလို့သွားတယ်။ဟိုကျတော့ကျွန်တော်တို့တကာလံမှမရခဲ့ဘူး။မရခဲ့ဘဲနဲ့ရေတယောက်တစ်ခွက်ကိုတိုက်ပြီးတော့ရှိတဲ့အိမ်သားလည်းရင်အဲ့ရေတွေတင်ခဲ့ပြီးပြန်သွားတယ်။အဲ့မှာကျွန်တော်နဲ့ရဲနဲ့တယောက်တစ်ခွန်းစကားတွေများကြတယ်။ရခိုင်အချင်းတွေကိုပြန်ပြီးတော့ရောက်ဖို့ဆိုတာကတော့ ကျွန်တော်တို့ရဲ့လုံနိုင်ကြနိုင်မဲ့ဥမာ ပစ္စည်းပစ္စည်းရပေါ့ပစ္စည်းပြရဥက္ကဋ္ဌတော့ပင်လည်းလဲထွက်မဲ့ဂါအနေထားကာလတန်ကြီးနဲ့တတ်နိုင်တဲ့လောက်နိုင်ငံတော်ကနေငွေကိုအစိုးရနှုံးသားနဲ့ချီးပြီးတော့ပြန်ပြီးတော့လှုပ်ရှားခွင်းလောက်ပြန်ထောက်ပံ့ပေးနိုင်မဲ့ဆိုရင်တော့ရခင်စံချိန်ကိုကျွန်တော်တို့ပြန်မိနိုင်ပါတယ်။ဘာဖြစ်ဆိုတော့အခုအနေထားနဲ့ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဘာဖြစ်ဆိုတော့ရခင်ရခင်ကကျွန်တော်တို့အဲ့ဒီမှာနာကိဖြစ်ပြီးတဲ့အခါမှာနိုင်ငံတော်ကနေကြင်ညာတဲ့အတန်ကြီးကြားရပါတယ် ကျွန်တော်တို့ကျင်ညာတဲ့တန်လေးပါကြတယ်နာကိမဖြစ်ခင်မှာကျွန်တော်တို့ကျွေးတယ်မြေယူထားတယ်တယောက်ကို30 40 50ရှိတယ်အဲဒီကျွေးတယ်ယူတယ်နာကိဖြစ်တဲ့အချိန်မှာအဲ့မှာတရားတွေဆွဲပြီးတော့ကားတွေထိုးပေးလို့အကုန်လုံးလက်လုတ်ခွတ်ကျိုးဖြစ်ပြီးရန်ကုန်မှာသွားပြီးတော့လောကအခုဒီသွားလှုပ်ရှားနေရတဲ့လူတွေလည်းအများကြီးရှိပါတယ်နိုင်ငံတော်ကတော့ဒီကျွေးတွေကိုပတ်လာလိုက်ပါတယ်လို့ကျွန်တော်တို့သတင်းမှကျင်ညာတာကြားရပါတယ်အောက်မှာတော့တရားဆွဲလို့လူတွေမှာအမျိုးမျိုးဖြစ်ရှင်းရပါတယ်ဒီနေ့အထိလဲဒုက္ခဒုက္ခရောက်နေတဲ့လူတွေအများကြီးပါပဲ ဒါကျွန်တော်လိန်လာလည်းမဟုတ်ဘူးအမှန်တိုင်းကိုအတက်အတဲတိုင်းပဲကျွန်တော်ပြောတာနာခင်မုံတိုင်းဟာလူပေါင်းများစွာရဲ့အသက်တွေနဲ့ဘဝတွေကိုပါယူသွားခဲ့ရုံနဲ့မကပဲအခုချိန်ထိတောင်မှ အနာဂတ်တွေကိုဖျက်ဆီးထားဆဲဖြစ်ပါတယ်။ပြန်လဲတိဆောက်ဖို့အတွက်မဖြစ်နိုင်တော့တဲ့စီးပွားရေးလုပ်ငန်းများစွာနဲ့ရုန်းကန်နေရတဲ့အသက်မွေးဝမ်းကြောင်းဟာအနာဂတ်မဲ့နေတယ်လို့ပါပဲ။စားဈေးနှုန်းမတည်မြဲတာတစ်ချက်ပါ စားစင်းတော့မတည်မဲဘူးအဲ့ဒီချိန်ကဟိုဒီလောက်သာဒီဈေးရလည်းမြင့်တယ်ဈေးတော့ဈေးရမတည်မဲတော့စားရကြနာဝါလောက်လောက်ခလောက်ထံနဲ့ဖက်ရှိတဲ့ဝင်ဝင်နဲ့မနှတာတော့နားပြက်လိုက်ရတယ်ကျွန်တော်တို့ဒီမှာနာခဲ့မဲ့ဖြစ်ခဲ့တော့ဆိုလို့ရှိရင်လေယာမီဒီယာစိုက်ပျိုးတဲ့အခါမှာအောင်မြင်ဖြစ်တော်မူပို့ပြီးတော့ကောင်းတယ်ခုနာခဲ့ဖြစ်သွားတဲ့နောက်ပိုင်းမှာရင်ခံလွှမ်းတယ်နှစ်စင်နဲ့အများလဲရင်ခံကမြင့်တက်လာတဲ့အတွက်ရင်ခံတော့ ရင်ကနှုံးတွေကပုံမြင့်တယ်မြင့်တဲ့အပြင်ကိုရင်မျက်နှာပြင်တွေကပုံမြင့်လာတဲ့အတွက်သူကငကိုလိုစဘာဆိုင်တေကောက်ဥပမာ40ထွက်မဲ့ဟာ25တဲ့20အစိတ်အဲ့ဒီလောက်ပဲထွက်တယ်အဲ့တော့ကျွန်တော်တို့ကဒီရင်ကန်ကိုတားနိုင်တဲ့အခါကျမှတောက်သုံးရီစိုက်ပြူးရီအကုန်လုံးစဘာဆိုင်ရာစပေါ့အကုန်လုံးချစ်ထွန်းအောင်မြင်မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီဒေတာမှာလေသမားတွေရောပေါသမားတွေရောရှည်သမားတွေရောအတွက်လိုအပ်တာကတော့ရင်ငန်တာပတ်တာဖြစ်တယ်။အဲ့တော့ရင်ငန်တာပတ်တာ ရသွားပြီဆိုလို့ရှိရင်တအုပ်စုလုံးမှာရှိတဲ့ဧကတထောင်ခွဲခန်းလောက်ကပြည်သူတွေအားလုံးရှိတဲ့ပြည်သူတွေအားလုံးအကျိုးတူအကျိုးမြတ်ခံစားရမှာမှာသူကတောက်တုံးကြီးလည်းဖူလုံးမယ်အခုဆိုတောက်တုံးကြီးလည်းလုံလောက်မှုမရှိဘူးတုံးကြီးရအစလုံလောက်မှုမရှိဘူးတောက်ပြီဆိုတော့ဝေလာဝေးပဲဘာလဲဆိုတော့ရင်ကန်ရင်ကန်က12လရှိတဲ့နေရာမှာ12လလုံလုံရောက်နေတဲ့အတွက်ကျွန်တော်တို့ဒီသားမြေဝလည်းဖြစ်တယ်ပြန်မလို့မြေဝလည်းဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဆိုးပါတယ် အဲ့အတွက်ကြောင့်ကျွန်တော်တို့လေသမားအတွက်ကတော့ရင်ခံတာပတ်တာလိုအပ်ပါတယ်။နောက်လေသမားအဓိကဒုတိယလိုအပ်တာကတော့စိုက်ပျိုးချင်းငွေနှစ်ရှည်စီမံကိန်းလေးရမယ်ဆိုရင်လည်းကျွန်တော်တို့လိုချင်ပါတယ်။ဒါမှသာလေလေသမားတွေဟာဟိုအနည်းနဲ့အလားလားဒုက္ခမျိုးများစွာခံခဲ့ရတာတွေကိုကြော်သွားနိုင်ပါတော့။ကျွန်တော်တို့အဲ့ဒါလေးတော့လိုအပ်တယ်ကျွန်တော်တို့လေသမားတွေဘက်ကစီးပွားရေးအခြေခံနှိမ်ချမှုကြောင့်နာဂစ်တန်တဲ့ပြည်သူတွေရဲ့ ရင်သွင်းငယ်တွေရဲ့အနာခက်ပညာရေးဟာလည်းဒီရှစ်နှစ်အတွင်းမှာနှိမ့်ချလာခဲ့ပြီးတဝက်တစ်ပြက်ပညာရေးကိုသာရင်ဆိုင်နေရပါတော့တယ်။ကျွန်တော်မိသားစုတွေရဆိုလို့ရှိရင်သမီးကြီးနှစ်ယောက်လာခဲ့တဲ့ပါဟောအဲလိုဗราဇာပြန်ရအောင်လို့ထောက်ပံ့ကူညီမှုကတော့မရှိပါဘူး။ဒါပြင်လည်းသူတို့ထောက်ပံ့ကူညီမှုကတော့ကွန်တို့ကုန်းမမဒီကုန်းချောင်းလျှောက်ပြီးတော့လှုပ်ရှားလို့ရတဲ့ပစ္စည်းမျိုးပေါ့လေ။အဲ့ဒါမျိုးကတော့ကွန်တို့ပိုက်လို့ကတော့ထောက်ပံ့ခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ဒီလိုပဲလက်လုတ်လက်စားဘဝကနေပြီးတော့ရုန်းကန်နေရပါတယ်ဒါပေမဲ့ကျွန်တော်ကြားဝရေးမကောင်းတဲ့တစ်ချိန်လုံးကတော့ကျွန်တော်သမီးအကြီးမလေးကိုခုနှစ်တန်းနှစ်နဲ့ကြောင်ထုတ်လိုက်ရပါတယ်ဒီနောက်ပိုင်းလက်ရှိတက်နေတဲ့သမီးငယ်မှအချက်တွေဝင်တော့ဘူးလက်ရှိဒီဆက်လက်ပြီးတော့တင်ကြပြီးနေတော့ပါပဲအခုဒီနေ့ဆိုလို့ရှိရင်ကိုရန်တက်ပါမယ်ရည်ရွယ်ချက်ကတော့ရှိပါတယ်ဒါပေမဲ့ငွေကြီးပဒနာအခက်ခဲကတော့ကျွန်တော်မနေကြိုးစားနေရပါတယ်နာခဲ့ရဲ့အကျိုးဆက်ကြောင့်လူမှုဘဝနှိမ့်ကျလာမှုကြောင့်ကျေးရွာကနေစွန့်ခွာသွားကြပြီးတော့ အချားမျိုးကြီးတွေစီကိုတွားရောက်နေထိုင်သူတွေများပြားလာပြီးနာဂစ်တန်ခံစားရတဲ့ခြေရွာတွေဟာဒီနေ့အချိန်မှာတော့6တွေ့လုံးနေကြပါတယ်ဒီအတွက်ရွာเจ้าကအတန်းကုန်တာနဲ့ပညာကုန်သွားခဲ့ရတဲ့ကလေးငယ်တွေအတွက်ပညာဆက်လက်သင်ကြားခွင့်ကိုပညာရေးအစိမ့်မြင့်တင်လို့တဲ့ပြည်သူအစိုးရအနေနဲ့မဖြစ်မနေစဉ်းစားပေးရမှာပါပဲနိုင်ကြတဲ့စီးပွားရေးအခြေအနေတွေကြောင့်မြို့ပေါ်เจ้าတွေကိုတွားရောက်ပညာသင်ကြားဖို့ဆိုတာမဖြစ်နိုင်တဲ့ ကလေးငယ်တွေအတွက်တော့လက်ဘုတာသုံးပိုင်မျိုးတက်လို့မြင်းနေရအလွတ်အများပြားရှိတဲ့နေရာမှာပြည်သူအစိုးရအနေနဲ့နာဂစ်ဒေတာပညာရေးမြင်မာရေးအတွက်အထူးစီမံချက်မျိုးရေးဆွဲပြီးအစိုးရအဆောင်တွေ ဆောက်လုပ်ကာတက်တာတဲ့နေထိုင်စားသောက်ဆေးတွေနဲ့ကလေးငယ်တွေပညာဆက်လက်သင်ကြားဖို့အခွင့်အရေးသာလမ်းဖွင့်ပေးခဲ့မယ်ဆိုရင်နာဂစ်တန်တဲ့ပြည်သူတွေကဝမ်းသာအားရနဲ့တက်တော်ရကြောရှေ့စေချောင်းစူတောင်းပေးကြမှာတော့မလွဲပါဘူး။ ရေငန်တိုးလို့ဒဇင်လို့ရတဲ့တောင်သူတွေအတွက်ရေငန်တားတာတွေရေငန်ဖုံးခဲ့မှုကြောင့်ပျက်စီးခဲ့ရတဲ့လေယာဉ်တွေအတွက်မြေယာပြန်လည်ပြုပြင်ပေးဖို့သူတည်တနာပြု ကူညီပေးမှုတွေမတည်ငြိမ်တဲ့ဈေးကွက်ကြောင့်ရန်နာလိုက်ရတဲ့စားလဲတွေအတွက်ခိုင်မာတဲ့စားဈေးကွက်တစ်ခုဖန်တီးပေးမှုတွေရေလုံသားတွေအတွက်အမှန်တကယ်လိုအပ်မဲ့ လှေနဲ့ပိုက်တွေကိုအရေးကြစနစ်နဲ့စနစ်တကျလက်ဝဲအရောက်ရောင်းချပေးမှုတွေကိုပြည်သူအစိုးရအနေနဲ့ဆောင်ရွက်ပေးမယ်လို့လည်းယုံကြည်ပါတယ်။ရှစ်နှစ်တာကြာမြင့်တဲ့အထိမပြေလည်သေးတဲ့နာဂစ်တန်ခန့်ဒေတာတွေကဘဝတွေအတွက်လက်ရှိအစိုးရတစ်ကဘလို့ဆောင်ရွက်ပေးမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရအောင်ပါဖြစ်ပါတယ်။